ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့ဒါ Champion League ရဲ့ဒါဒုတိယအကြော့ပေါ့လीနော်ပထမအကြော့တုန်းကဒါရှုံးနိုင်ထားသော အသင်းတွေဒုတိယအကြော့မှာပြန်လာနိုင်မလားဒါမှမဟုတ်လဲဒါပထမအကြော့မှာအနိုင်ယူခဲ့တဲ့အသင်းတွေဟာဒုတိယအကြော့မှာကာကွယ်နိုင်မလားဒါဒုတိယ ဒါရက်အနေနဲ့ဒါစောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะဒုတိယကြောအဲ့တော့16သင်းရှုံးထွက်မှာကတော့လက်ရှိပြက်ပြက်သားသားနဲ့အနိုင်ရထားတာဒါလီဗာကူဆင်းအဲနဲ့ဒီဘိုင်ယန်မြူးနစ်ပွဲရဘိုင်ယန်က3-0နဲ့ပွဲတပွဲပဲရှိမှာပေါ့เนาะဆိုတော့လီဗာပူးကလည်းလက်ရှိပထမကြောမှာ0-1နဲ့ ကတ်ပြီးအောင်လာတာဖြစ်တဲ့အတွက်နည်းနည်းလေးအနေရတော့များတယ်ဒါပေမဲ့အိမ်ကွင်းအားသာချက်ကြောင့်လေဘူးဟာ PSG ကိုတရေရယုံနဲ့နောက်တစ်ဆင့် AC တက်မှာအော်တော့ဘာစီလိုနာနဲ့ဘန်ဖီကာလည်းထိုးနီးလကောင်းပဲအဝေးကွင်းကနေအနီးကပ်ထိပင်မယ်လေ0-1နဲ့လုံးပြနိုင်ခဲ့တဲ့အတွက်ဒီနေ့အိမ်ကွင်းမှာဘာစီလိုနာတရေရယုံနဲ့နောက်တစ်ဆင့်တက်မှာဖြစ်ပါတယ်အဲ့တော့စိတ်ဟိုအင်တာမီလန်ပွဲကတော့အင်တာကတော့တက်ပါတယ်နော်ဖီယန်နုကလက်ရှိဒန်ဟန်လူစင်အရန်လေးများနေတယ်တိုက်စစ်ကလည်းမရှိတော့ဘူးနော်ဖီယန်နု အနေနဲ့ကတော်တော်လေးအားနည်းနေအနေထားမျိုးမှာအင်တာအိမ်ခွင်းကတိတ်တော်မလွယ်ဘူးပေါ့လေနော်ဒါကြောင့်အင်တာပွဲလေးကတော့အင်တာရှောင်သင့်ပါတယ်နော်အဲ့တော့အင်တာကျွန်တော်အမှတ်မလိုတဲ့အတွက်ကျွန်တော်ရှောင်တယ်အဲ့တော့ယူထားတာကျွန်တော်လေဘုံနဲ့ PSC ပွဲတွေကပါတယ်ဘာစီလိုနာဘန်ဖီကာတွေကပါတယ်ဘိုင်မြူနစ်နဲ့လီဗာကူဆန်တွေကပါပြီးတော့ဒါချန်ပီယံရှစ်လည်းဒီနေ့ရှိပါတယ်ချန်ပီယံရှစ်တွေကကျွန်တော်နှစ်ပွဲတိတိရွေးထုတ်ထားပါတယ်နော်အဲ့တော့ let's go ပါ brother တွေနော်အသေးလေးလက်မတွေတော်စလောက်ကူညီပြီးတော့နှိပ်ပေးကြပါ brother တွေကြီးစီးမြားတင်ပါတယ်ဗျ မင်္ဂလာပါ brother ရှမ်းလေးမင်္ဂလာပါဇင်ကြီးမင်္ဂလာပါအောင်သူမင်္ဂလာပါဇော်ဘုံမင်္ဂလာပါဗျ brother ဒီမတ်မင်္ဂလာပါဗျ ဆိုဆို125မင်္ဂလာပါဝင်းအောင်မင်္ဂလာပါရပါဟန်တာမင်္ဂလာပါဗျဇင်ကြီးမင်္ဂလာပါတအူးမင်္ဂလာပါဇေယာမင်္ဂလာပါဗျဇေယာတက်မင်္ဂလာပါရာဇာတက်မင်္ဂလာပါခွန်ဝေမင်္ဂလာပါအောင်တူမင်္ဂလာပါအဲကျော်ထက်မင်္ဂလာပါတန်းစော်ဖြိုးမင်္ဂလာပါဟန်စော်မင်္ဂလာပါဟာနာဘီကြီးရမင်္ဂလာပါဗျအာကာကျော်မင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါထက်အောင်မင်္ဂလာပါဗျအောင်တူဝင်းမင်္ဂလာပါဗျအဲဟိန်းစော်နိုင်မင်္ဂလာပါဗျအောင်အောင်ဦးမင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါကိုမင်းမင်္ဂလာပါလီဗာကူဆန်ကြိုက်တယ်ဘရိုလေလီဗာကူဆန်ကအမှန်တမ်းပြောရင်တော့လေလက်ရှိ မဖြစ်နိုင်တော့ဘူးလို့တော့ပြောလို့ရတော့အဓိကသူတို့ရဲ့ကစားသမားဒီ Florian Wirtz ဆိုတဲ့ဘဲကဒီရာဒီမတော်လေးအားကိုးရတယ်เนาะအဲ့ဘဲမပါတဲ့အတွက်လေပုံစံအနေနဲ့ဒီနေ့မှာအင်ဝင်အားသာချက်ဖြစ်နေပေမဲ့လည်းအဲ့လောက်ကြီးမဖြစ်နိုင်တော့ဘူးလို့ထင်တယ်။နောက် Hoffman လည်းမပါဘူးเนาะ Attacking Midfield ကတော်တော်များများအဆင်မပြေဘူး။အဲ့တော့ဒီနေ့ဘက်မှာလည်းကျွန်တော်ထင်တော့ Boniface နဲ့ Patrick ကမပါနိုင်ဘူးအနေငယ်များတယ်ဗောနော်ဆိုတော့လက်ရှိအနေထားအရဒီပုံစံနဲ့ပြဿနာတွေလည်းအနေငယ်ရှိတဲ့အတွက်လဲဒါလူစင်းတော့ဒီဘွဲကစောင့်ကြည့်တင်တယ်ဆိုတော့ဘိုင်ကအဝေးဝန်းကနေ၃ခုပြည့်နဲ့ ဒါနိုင်ထားပြီးသားကိုအခုအဝေးကွင်းကနေ level 30ထပ်ပေးတာကြီးကတော့နည်းနည်းလေးများတယ်ဗျ။ဒါကြောင့်ကြေးအရာအဖင်းကတော့ level 30ချောင်းမှာ350ပေါင်းကတော့ကျွန်တော်တို့တိတ်မကြိုက်ဘူးပေါ့နော်။ဒါကြောင့် star ဘွဲအနေနဲ့ဒီဘွဲလေးအဲရိုးရိုးဘွဲအနေနဲ့ပဲကျွန်တော်ရွေးထားတယ်ပေါ့လေနော်။အဲ့တော့ဒီဒီဒီဟို mount ထဲမှာထက်ဟိုထက်တဲ့မထက်တဲ့ရတော့အဆုံးဖြတ်ရမှာပေါ့လေနော်။အဲ့တော့ဒီဘွဲတော့အရင်ကြီးမကြိုက်ဘူးပြီနော်။ကျွန်တော်ကျွန်တော်တခြားဘွဲတွေကဘာစီလိုနာဘန်ဖီကာနဲ့ level PSG ပဲကျွန်တော်ဒါဟိုစာဘွဲအဖြစ်ရွေးထားတယ်ပေါ့လေနော်။ မင်္ဂလာပါဗျအသေးလေးလေးမလေးလုပ်ပါအောင်နော်ဘရဒါတို့ကြောက်ချက်တော့ကိုမင်းနှိပ်ပြပါအောင်ဗျကျေးဇူးများတင်ပါတယ်ဗျဘရဒါဦးမျိုးညွမင်္ဂလာပါဗျကိုမင်းကိုမင်းမင်္ဂလာပါမင်းသူမင်္ဂလာပါဗျတင်ကိုလက်မင်္ဂလာပါအောင်ဖြိုးပိုင်မင်္ဂလာပါမျိုးမင်းထွန်းမင်္ဂလာပါဘရဒါရေဘရဒါရှိုင်းဝနာအောင်မင်္ဂလာပါ ဆိုင်မော်ထွန်းမင်္ဂလာပါနေကြီးမင်္ဂလာပါထွန်းထွန်းနိုင်မင်္ဂလာပါတာဖြိုးအောင်မင်္ဂလာပါတင်ထိုလင်းမင်္ဂလာပါ rocket rose မင်္ဂလာပါမျိုး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 မင်္ဂလာပါဗျရဲမင်းမင်္ဂလာပါ north two မင်္ဂလာပါဆိုင်မော်ထွန်းမင်္ဂလာပါဗျရဲမင်းမင်္ဂလာပါအဲချမ်းမြတ်အောင်မင်္ဂလာပါမောင်ဖြိုးလေးမင်္ဂလာပါကြော့ကြော့မင်္ဂလာပါရဲမင်းမင်္ဂလာပါနေကြီးမင်္ဂလာပါစိုးကိုဝင်းသုံးခွန်ချောင်းမင်္ဂလာပါရဲမင်းမင်္ဂလာပါမင်းအောင်စိုးမင်္ဂလာပါနန္ဒမင်္ဂလာပါကဲအဲ့တော့ကျွန်တော်တို့စလိုက်ရအောင်ဗျာနော်အဲ့တော့ liverpool နဲ့ psg ပွဲရတော့လေအဲ့ psg တပွဲလုံးတော့ဖိထားတာဗောနော်ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့ပဲဒါ ဒီ Elson ချိအဲ့အဲ့တော့ less one ကြီးကအရင်ကြီးကောင်းနေတဲ့အတွက် BSC ရက်လက်စိုးသွားတယ်ဗောနော်အဲ့တော့01နဲ့သူတို့ရှုံးနေခဲ့တာဖြစ်တဲ့အတွက်ချိ one ဘိုင်းအရာကတော့အဲ့ဘွဲတစ်ဘွဲလုံးကြီးတယ်လို့ဆိုသိပါလေ BSC အရင်ကြီးဖိခဲ့တယ်ဗောလေ Liverpool ကလည်းဒီရသည့်အိမ်ခွင်းမှာဒီ Norwich Forest အသင်းကို01နဲ့ရှုံးခဲ့ဘူးတဲ့ရက်လက်လေးတွေးခဲ့ရတာကြောင့်နည်းနည်းလေးဒီဘွဲကကမောက်ကမဖြစ်သွားနိုင်တယ်ဗောနော်ဒါကြောင့်အရင်ကြီးပော့လို့တော့ Liverpool ကမရပါဘူးဒါကြောင့်အရင်ကြီးပိတ်ဆော့လို့မရဘူးဆိုတော့တကူရအောင်အိမ်ခွင်းမှာ Liverpool သွင်းမှသာ BSC ကိုနည်းနည်းလေး save ဖြစ်မဲ့အနေထားလေးရှိနိုင်တယ်ပေါ့လေနော်အဲ့တော့ကဲကျွန်တော်တို့စလိုက်အောင် brother တို့ကြီးနော်အဲ့တော့ let's go ပါအဲ့တော့ဒါ wise mama professor my brother ကြီးအနေနဲ့ကလည်း gobie promo code ဖြစ်တဲ့ဒါ GB777 ကိုအသုံးပြုရလေ100% bonus ကြီးရယူနိုင်ပါတယ်ဒါအသေးသေးသိရှိဖို့လားဒါ wise mama မြန်မာ Facebook page နဲ့တို့ရဲ့ application တို့မဟုတ်ဒါ website ရဲ့ဒါ customer service call လေးကိုမေးမြန်းပြီးတော့လေးသိလို့ရတယ်မေးမြန်းလို့ရပါတယ်โอเคအဲ့တော့ကျွန်တော်တို့ let's go ပါဆိုတော့ကျွန်တော် အဲချန်ပီယံလိဂပဲအရင်ပြောလိုက်မယ်ပေါ့နော်အဲ့တော့လက်ရှိချန်ပီယံလိမှာဘာစီလိုနာနဲ့ဘန်ဖီကအစောပွဲဖြစ်ပါတယ်အဲ့တော့ဘာစီလိုနာအနေနဲ့တလုံးကို80ရုံးအထိထပ်ပြီးတော့မှပေးထားတယ်လေးလုံးကို90ပေါင်းဆိုတဲ့ဝင်ရုံးနဲ့ပြန်ပိတ်ထားပါတယ်ပထမအကြောင်းမှာလေးထိုးနေတကောင်းပဲဒီလိုမျိုးကြေးမျိုးပဲကိုပေါင်းကြီးပဲဖွင့်ထားပြီးတော့ဒါမဲ့လေဒါအနီးကထိခဲ့တာကြောင့်ဘာစီလိုနာတိတ်ပြီးတော့ခြေစွမ်းမပြခဲ့ရဘူးဆိုတော့ခန်းစစ်အပိုင်းပဲအဓိကအသားပေးပြီးဆော့ခဲ့ရတာဖြစ်တဲ့အတွက်0-1နဲ့ပဲကျွန်တော်တို့ဒါပထမအကြောင်းမှာပွဲပြီးခဲ့တယ်အဲ့တော့ပထမအကြောင်းတော့ဘာစီလိုနာအနေနဲ့ပေးခဲ့တဲ့ကြီးကကျွန်တော် level 100ရှုံးဖြစ်ပြီးတော့မှ ဇီးဝါနဲ့အောင်ခဲ့ပါတယ်နော်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးကပရမကျော့လည်းပဲတရားရှုံးဖြစ်ခဲ့တယ်တော့ဒီနေ့ဘက်မှာဘာစီလိုနာဘက်ကတလုံးတည်ကြီးပေးရမှာဖြစ်ပါတယ်အဲ့တော့အမတ်ကမလိုဘဲနဲ့လက်ရှိဒါဒီထက်ပိုပြင်းပြီးတော့မှတလုံး80ရုံပေးတဲ့အနေထားရဘာစီလိုနာဒီနေ့ဘက်မှာလည်း တိတ်အောင်မဲ့အနေထားလေးရှိနိုင်တယ်ပေါ့လေအဲ့တော့တမိုင်းတစ်ချောင်းမှာတော့ဘာစီလိုနာအင်္ဂွင်းတမိုင်းတစ်ချောင်းမှာ၃ချိန်တည်တည်ဘန်ဖီကာကိုအဲ့ခံဖို့တယ်ချန်ပီယံလိဂ်တွေကြီးပဲ2006မှာ2ဇီဖြစ်တယ်2012မှာဇီဇီ2021မှာဇီဇီနောက်ဆုံးပေးခဲ့တဲ့2021ကြီးအင်္ဂွင်းကြီးကတလုံးတရေကြီးဖြစ်ပြီးတော့ဇီဇီနဲ့ပဲပွဲပြီးခဲ့တာအဲ့တော့အခုပေးထားတဲ့တလုံး80ရှုံးဆိုတာတေချာပေါ့ဒီဘာစီလိုနာအနေနဲ့အောက်ထက်နှလုံးပြတ်မယ်ဆိုတဲ့အနေထားလေးရှိနိုင်တယ်။အဲ့တော့ပြတ်တယ်ဆိုတာထက်အဲနှလုံးသွင်းနိုင်တယ်ပေါ့နော်။အနေအဆုံးနှလုံးသွင်းမယ်ဆိုတဲ့အတိပဲလေးတွားတယ်။ဆိုတော့ဒါကမှ သုံးလုံးကိုတရားရှုံးဆိုတဲ့ဂျေးရဘန်ဖီကာဒီနေဘက်မှာဖွင့်ဆော့လာနိုင်ပါတယ်အဲ့တော့ဘန်ဖီကာမှာကတော့ဒီမာရီယာမပါတဲ့အနေထားမှာအရန်ကြီးတော့တိုက်စစ်ကအားကိုးလို့တော့မရပင်မယ်လို့ကံခဲ့တဲ့ပွဲတောက်လျှောက်မှာကတကယ်အရေးပါတဲ့ပွဲတော်တော်များများကိုသူတို့ဖွင့်ဆော့လာတာတွေ့ရတယ်မိုနာကိုအသင်းကို3-3နဲ့ကန်ထားတယ်ဆိုတော့လက်ရှိအနေထားအရဒီပွဲမှာအဲတလုံး80ရှုံးမှာသုံးလုံးတရားရှုံးဂျေးရကျွန်တော်တို့ဂိုးဘော်လေးပဲကြိုက်ပါတယ်နောက်တော့ဘန်ဖီကာဂိုးဘော်ဖြစ်ပါတယ်အဲ့တော့နောက်ပွဲကလီဗာပူးဆန်နဲ့ဘိုင်ယန်မြူးနဲ့မှာဆော့ဆော့ပြောခဲ့သလိုပဲ ်ပထမကြောက်မှာဘိုင်ယန်မြူးနဲ့အတင်းကအင်္ဂါမှာတလုံး90ပေါင်ဂျီကို 3C နဲ့ပွဲပြီးခဲ့တာကြောင့်ဒီနေ့ဘက်မှာအဝေးဝန်းအနေနဲ့ဒါဘိုင်ယန်မြူးနဲ့ဘက်က level 50ပေးရမှာပါဒါပေမဲ့ပထမကြောက်မှာ39ပြည့်နဲ့နိုင်ပြီးသားကိုအခု level 50မစင်းမဲနဲ့ level 30အနေနဲ့ထပ်ပေးထားတဲ့ဆိုတော့ဘိုင်ယန်မြူးနဲ့ဂျီနည်းနည်းလေးပြင်းနေတယ်ဗျာနော်နည်းနည်းလေးပြင်းတယ်ဘာလို့2024နှစ်လပိုင်း17ရက်နေ့မှာဒီလီဗာကူဆန်အိမ်ခွင်းမှာဒေဂျီတောင် ပေးရခဲ့တာနော်3 C နဲ့အောင်ခဲ့ပါတယ်ဆိုတော့လူမျိုးအနေထားမှာဒီယာဒီရဲ့ပေါ်တူဂါ ဒီဒီဒီဒုတိယ job 2025နှစ်ရဲ့နှစ်လပိုင်းတုန်းကပေးတဲ့ GE အတိုင်းပဲလေ50ဝန်ယူမှာ အာစီးစီးနဲ့ပွဲပြီးထားတဲ့အနေအထားမျိုးထပ်ပေးထားပုံရလီဗာပူးဇန်ဒီဘက်မှာနိုင်ဖို့တောင်တိတ်မကျိန်းသေးတဲ့အနေအထားလေးဖြစ်နေတယ်ဒါကလည်းလက်ရှိသူတို့ရဲ့ Florian Wiz ဒဏ်ရာရတဲ့အချက်တွေသူတို့ရဲ့အဓိကဒီ attacking midfield ပိုင်းအရန်အားနေတဲ့အချက်တွေရဲ့ကွင်းလက်ကစားသမားတွေလက်ရှိကြိုးပဲ့နေတဲ့အနေအထားလေးတွေပါမယ်ဆို Boniface နဲ့ Patrick Skill လည်းဒီနေ့ဘက်မှာပါကောင်းအဲပါချင်မှလည်းပါနိုင်ပါဘောနော်ပါလည်းပါရင်လည်းပါနိုင်ပါတယ်ဆိုတော့လူမျိုးအနေအထားမျိုးမှာ level 30ဆိုတဲ့အနေအထားမှာ၃လုံး90ပေါင်းဆိုတဲ့ဝင်ရိုးအရာအမှန်တမ်းပြောရရင်တော့လက်ရှိ Garner Fawn ကနှစ်သိန်းစလုံးကတိုက်စစ်ပိုင်းအင်းကွင်း လီဗာကူဆန်ဆိုလဲအင်ဂွင်တိုက်စစ်ပိုင်းကောင်းတယ်။ဘိုင်မြူနစ်ဆိုလဲအဝေးဘက်တိုက်စစ်ပိုင်းကောင်းတယ်။ဒီလိုမျိုးအနေထားကို၃လုံး90ပေါင်း GA ရကတော့နှစ်သိန်းပေါင်းရင်တော့မှ၃လုံးမရောက်ဘူးဆိုတဲ့အဓိပ္ပာယ်ကြီးသွားနေတယ်ဗျာ။အဲ့တော့လီဗာကူဆန်ကလက်ရှိအခြေအကျဘက်ရောက်နေတယ်။နောက်ဆုံးပြိုင်ပွဲဆိုခုနှစ်ပွဲမှာနှစ်ပွဲသာလင်းအောင်လာတယ်။ဆိုတော့နောက်ဆုံးနှစ်ပွဲဆက်ရှုံးနေထားတယ်ဝါဒါရီမြန်အသင်းကိုအိမ်ကွင်းကြီးမှာဇီးတူးနဲ့ရှုံးထားပုံရဒီလိုမျိုးအနေထားမှာเนาะဟိုဘိုင်မြူးနဲ့လက်ရှိတိုက်စစ်ပိုင်းအရန်ကောင်းနေတဲ့အနေထားမျိုးကိုကျွန်တော်ထင်တော့ဒီဘွဲကဘိုင်ယန်တရေပြင်းတော့မရှုံးနိုင်ဘူးထင်ပါတယ်အဲ့တော့2 ace double chance ဘိုင်မြူနစ်နဲ့ပဲနေရမှာဖြစ်ပါတယ်အဲ့တော့ဘိုင်ယွန်တွေကတော့လက်ရှိစတုဂတ်အင်ဂွင်းမျိုးမှာတလုံး50ပေါင်ဂျီကို13နဲ့အောင်ထားခြင်းဖြစ်ပါတယ်เนาะဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်ဘိုင်ယန်ပဲကြိုက်တယ်ဗျ30အပြင်တော့ရှုံးမယ်မထင်ပါဘူးเนาะအဲ့ဘိုင်ယန်မျိုးနဲ့ body ပါအဲ့တော့နောက်တစ်ပွဲကကျွန်တော် Liverpool နဲ့ PSG ပွဲပါဒီမှာ Liverpool အသင်းကအင်ဂွင်းကနေ level 30ပြန်ပေးထားတယ်သုံးလုံးကို20ရှုံးဆိုတဲ့ကိုပေါင်းဝင်တွေပိတ်ထားတယ်ပထမကျော့ PSG အင်ဂွင်းမှာကျွန်တော်တို့ဒဲဂျီပေးခဲ့တာပါเนาะဒဲဂျီပေးခဲ့ပြီးတော့ Z1 နဲ့ Liverpool နိုင်ခဲ့တာပါဒါကြောင့်ဒီနေ့ပွဲမှာ Liverpool အသင်းဟာ ဘက်ကနေ level တရာရှုံးအထိပေးရမှာဖြစ်ပါတယ်ဘလို့ပဲစဉ်းစားစဉ်းစားပြ Liverpool အိမ်ဝင်ကဒီဟာဒီမှာနော်ဘယ်ဘယ်ဘယ်လီပဲဖြစ်ဖြစ် Liverpool အဲဟိုလောက်အရန်ကြီးခြေစွမ်းငြိမ်းတဲ့အသင်းမျိုးမရှိဘူးဗောနော်လက်ရှိအနေအထားမှာ Salah တို့လည်းထိတ်ဆုံးခြေစွမ်းကထိတ်ဆုံးရောက်နေတဲ့အနေအထားမျိုးဒါကို level 30လေးပဲပေးထားတဲ့အနေအထားအရာ PSG အနေနဲ့မိနစ်90တွင်မှာတည်ရမရရအောင်ကံမဲ့အတိတ်ပဲသွားနေတယ်ဒါကောင်က သုံးလုံး20ရှုံးဆိုတဲ့ကောင်ဝင်ယူအရာလေနှစ်သိန်းစလုံးတေချပေါက်ကိုးရမယ်အနေကြလေးဖြစ်နေပါတယ်အဲ့တော့လီဗာပူးအိမ်ကွန်းမှာနောက်ဆုံးချန်ပီယံလိဂ်ကံရတာ2018ကိုးလာပိုင်း19ရက်နေမှာလီဗာပူးအိမ်ကွန်းကနေလီဗာပူးက level 100ရှုံးကျွန်တော်တို့ပေးခဲ့တာပါ3ကို2ကိုဆိုတဲ့ရက်လက်တွေဖြစ်ခဲ့ပါတယ်เนาะဒါကြောင့်အခုပေးတဲ့ body ဝင်ယူ level 30ရှုံးအရာဘလို့ပဲစဉ်းစားစဉ်းစား body ကြီးကတော့ပျော့ပါတယ်เนาะဒါကမှသုံးလုံး20ရှုံးပေးထားခြင်းဖြစ်တဲ့အတွက် PSC ကိုးရပါလိမ့်မယ်ဒီပွဲတော့เนาะအဲ့တော့လက်ရှိဒီလီဗာပူးနေနောက်ဆုံးပွဲဒါ Southampton အသင်းကိုပထမပိုင်းမှာ0-1နဲ့ ကံပြီးတော့မှ3-1နဲ့ကမ်းပတ်ခဲ့တဲ့အနေအထားမျိုးမှာခံစစ်ကတော့ပေါက်နေသေးပဲလို့တော့ကျွန်တော်မြင်နေဗျာအဲ့တော့အိမ်ကွင်း6ပွဲဆက်မှာ10ပွဲတိတိ over 2.5ဂိုးပေါ်ထားတဲ့အနေအထားအရဒီပွဲလေးတော့နှစ်သိန်းပေါင်း သုံးလုံးတော့ရောက်မယ်ထင်ပါတယ်เนาะအဲ့တော့11တပောက်ပဲကျွန်တော်ကြောက်စရာရှိတယ်ဆိုတော့ဒီဘက်မှာ22တမောက်32 23လိုမျိုးရလက်တွေပေါ်လာနိုင်တာကြောင့်ဟိုနောက်တစ်ချက်က PSG ပေါ့เนาะ PSG ကလက်ရှိနောက်ဆုံးပြောင်းမှုဆို6ဘွဲ့မှ9ဘွဲ့တိတိကိုပေါ်ထားပါတယ်အဲ့တော့အဓိက PSG ကအိမ်ခွင်းနဲ့ဆိုင်အဝေးခွင်းတိုက်စစ်ပိုကောင်းတယ်ပိုရတဲ့အနေထားပေါ့လေဒါကြောင့်ဒီဘွဲ့လေးကိုကျွန်တော်ဒါ PSG ကိုပဲယူချစ်တာပါတယ်ဘော်ဒီကတော့အနေမြားပါတယ်လေဘူးနိုင်ကောင်းနိုင်နိုင်နဲ့ပြီးခဲ့တဲ့ဘွဲ့ခြေစွမ်းမျိုးနယ်က နည်းနည်းလေးတိုင်ပတ်သွားနိုင်တဲ့အနေအထားလေးပေါ့နော်ဆိုတော့တေးတစ်ပောက်ရှိတဲ့အတွက်30ရတော့ရင်းရနိုင်တယ်ဒါကြောင့် body ကတော့ကျွန်တော်ရှောင်းတဲ့ဒီဘောလေးတော့ကျွန်တော် PSG 5ဘောလေးပဲရွေးချယ်ထားပါတယ် PSG 5ဘော Okay အဲ့တော့နောက်ဆုံးပွဲကတော့ အင်တာနက်ဖီယန်တို့ပေါ့နော်ဒီမှာကဒီဘက်ကကျွန်တော်ရှောင်ပါတယ်တလုံး80ရှုံးထိပေးထားပြီးတော့မှ3လုံး80ပေါင်းဝင်ရုံနဲ့ပိတ်ထားခြင်းအပြင် Vivo G ရောက်နှစ်ကြောင်းလေးရတစ်ကြောင်းပဲဝင်ပါပါပထမကျော့ဖီယန်တို့အိမ်ကမှတလုံးတည်ရေကိုကျွန်တော်တို့ Z2 နဲ့ပွဲပြီးခဲ့တဲ့အတွက်ဒီနေ့ဘက်မှာအင်တာမီလန်ကတလုံး100ရှုံးပေးရခြင်းဖြစ်ပါတယ်အဲ့တော့ပေးတဲ့ G ကတော့မှန်တယ်ဒါပေမဲ့နောက်ကိုပြန်နဲ့နိုင်ပြီးသားကိုဒီလိုမျိုးကြည့်ပေးတာဟာတော့ဒါအင်တာအနေနဲ့တော်တော်လေးကြည့်ပြင်းတယ်ပေါ့နော်ဒါပေမဲ့အင်တာဟာမလိုတဲ့ပွဲမှာဆိုရင် ်နည်းနည်းလေး short ကန်တတ်တာတွေ့ရတယ်ဗောနော်ဒီနေ့ဘက်မှာလည်းအဓိက Martinez မပါဘူးလို့သတင်းတွေထွက်လာတယ်ဆိုတော့ Arujo လည်းမပါဘူးလို့သတင်းတွေထွက်လာဆိုတော့ Taremi နဲ့ဒီ Marcus Thuram နဲ့ပဲနှစ်ယောက်နဲ့တိုက်စစ်နဲ့ပွဲထွက်လာမယ်ဆိုရင်တော့တေချောက်ဒီဘက်ကကိုးအောင်မယ်အနေထားလေးတော့မှာပါเนาะအဲ့တော့အလွန်ဆုံးမှ1-0လောက်ပဲရမယ်အနေထားမျိုးပါ Fiannu ကတော့ဒါသူတို့ရဲ့အဓိက Jimenez လည်းမပါနိုင်ဘူးဆိုတော့လက်ရှိလည်းတိုက်စစ်ကတော်တော်ကြီးကိုဆိုးရွားနေပါတယ်နောက်ဆုံးပြန်မလို့6ဘွဲမှာ5ဘွဲတိတိ6အောင်ထားတယ်ဆိုတော့ပြီးခဲ့တဲ့ဘက်မှာလည်းဒါ clean sheet ပေးလိုက်ရတယ်သူတို့လိမှာလည်း goal တွေမရတဲ့အနေထားမျိုးမှာเนาะ captain Tim ပါလဲအဲလက်ရှိအနေထားမှာမပါနိုင် ဲ့အချက်ကြောင့်ဘက်ဘက်ကယူနေတဲ့အနေအထားမျိုးမှာဒီပွဲကတော့ကျွန်တော်တို့9အောင်လေးပဲကြိုက်တယ်ဗျာနော်အဲ့တော့ဒီပွဲလေးတော့ Inter 9အောင်ပဲနေတင်ပါတယ် Inter 9အောင်ပါโอเคအဲ့တော့ကျွန်တော်တို့ Championship ထဲကနှစ်ပွဲရွေးထုတ်ထားပါတယ်အဲ့ဒါကတော့လက်ရှိဒါ Champion ဖြစ်နိုင်သေးတဲ့ Burnley အသင်းလေးမစိုးဘူးဆိုတော့ body win ရောတလုံး90ပေါင်းကို နှလုံးသေးနဲ့ကာထားတယ်ပထမကြော West Brom အိမ်ခွင်းမှာ West Brom ဘက်ကလေဗယ်50ရုံပေးပြီးတော့ ZZ ဖြစ်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ခြေကလေဗယ်50ရုံပထမကြောပေးခဲ့တာကြောင့်ဒီနေ့က Burnley ဘက်ကနေလေဗယ်50ပြန်ပေးရမှာဖြစ်ပါတယ်အဲ့တော့အခု level တရားဝင်ရိုးဖြစ်နေတာကြောင့် Lora ထက်တော့တော်တော်လေးပြင်းနေပါတယ်အဲတမိုင်းတစ်လျှောက်မှာ Burnley အိမ်ခွင်းမှာနောက်နောက်နှစ်ခုနဲ့ကစားလို့လက်ရှိအချိန်ထိ Burnley အိမ်ခွင်းတမိုင်းလျှောက် Burnley အပြင်းဆုံးပေးခဲ့တဲ့ခြေက level တရားရှုံတကြိမ်ပဲပေးခဲ့ပါတယ်ကျန်တာကဒဲကြီးအများစုပေးတယ်လေဗယ်50ရုံတောင်ဆုံးပေးထားပါတယ်2023ပြီးခဲ့တဲ့ရာသီ Champion န်ရှစ်မှာဘန်လီအင်ကောမှာဝက်စ်ဘရွန်ကိုဖိခဲ့တဲ့ကြီးဟာ level 50ရှုံးမဲ့ရှိခဲ့ပါတယ်2-1နဲ့ဘန်လီအသင်းကအောင်နိုင်အောင်ခဲ့ပါတယ်ဆိုတော့လက်ရှိပြတဲ့ကြီးကတော့အပြင်းဆုံးပါပဲအဲ့တော့ဘန်လီကိုပြန်ကြည့်ရရင်လေလူတန်တောင်းလို့ဟိုးအောင်ဆုံးကအသင်းကိုတော့တလုံးတည်ပဲဖိခဲ့တဲ့အနေအထားမျိုးတွေ့ရတယ်နောက် Sheffield Wednesday ပေါ့နော်အဲ့တော့လက်ရှိ Sheffield Wednesday အသင်းဟာအဲကျွန်တော်ဟို data လေးကြည့်လိုက်ပါမနော်အဲ့တော့လက်ရှိ Sheffield Wednesday အသင်းကကျွန်တော်တို့ အဆင့်73ရောက်နေပါတယ်เนาะအဆင့်73ကအသင်းကိုတောင်မှเนาะဘန်လီအိမ်ကိုမှ level တရာရှုံးမဲ့ပေးခဲ့တဲ့အနေအထားမျိုးမှာအဆင့်6 West Brom ကို level တရာရှုံးပေးတဲ့အနေအထားကဝင်ရောအရတော်တော်ကြီးကိုပြင်းနေပါတယ်ဘန်လီကเนาะအဲ့တော့လက်ရှိအဲဒီကိုပေါင်းကြီး နှလုံးသေးနဲ့ပိတ်ထားခြင်းအပြင်လည်းဘန်လီအိမ်ကမှကလင်းရှိယူမဲ့အနေအထားလေးရှိပါတယ်ဆိုတော့ပြောချင်တာကဘန်လီဘက်ကပဲတွင်းကိုမြင်ရမယ်အနေအထားပါတော့ဘန်လီဟာတရားသည့်အိမ်ကမှရှုံးပွဲလုံးဝမရှိသေးဘူးပေးကိုတော်မှအားလုံးပေါင်း၄ကိုပဲပေးရတဲ့အနေအထားအရတိုက်စစ်ဟိုခံစစ်ကြီးကအရန်ကြီးကောင်းလုံးနေတယ်ဗောနော်အိမ်ကွင်းဒါ၁၈၁၈ပွဲကန်ထားတဲ့ဘန်လီရဲ့ချန်ပီယံရှစ်မှာ၁၀ပွဲနိုင်တဲ့၈ပွဲသေးနဲ့ရှုံးပွဲမရှိတာဘူး၂၆ကိုတွင်းထားတယ်၄ကိုပဲပေးရတဲ့ဒါ ကာရဖောင်အရတဖက်ကဝက်စ်ဘရွန်ဟာအဝေးဝင်းတိုက်စစ်ဖွင့်ဆိုတဲ့အသင်းထဲမှာပါတယ်အဝေးဝင်း16ပွဲမှာ၄ပွဲပဲနိုင်ပြီးတော့6ပွဲတည်နေတဲ့5ပွဲရှုံးတာပါတယ်ဆိုတော့22ဂိုးသွင်းတာနဲ့21ဂိုးပေးရတဲ့အနေအထားမျိုးဖြစ်တာကြောင့်လက်ရှိကာရဖောင်အရကတော့ဒါခန်စစ်အသားပေးပြီးပြတ်ဒီပွဲလဲထွက်လာအောင်ပါပါအဲ့တော့ဘက်ဒီဝက်စ်ဘရွန်အနေနဲ့အဝေးဝင်းနိုင်ပွဲမရတာတော်တော်လေးကြာခဲ့ပါပြီ7လပိုင်းတွေကပေါ့လေနော်ဒါပေမဲ့တပီးခဲ့တဲ့နောက်ဆုံးပွဲမှာတော့ Leeds United အိမ်ကွင်းမှာ1-1နဲ့တော့ကန်လာတယ်ဆိုတော့แน่แน่လीတော့အနေရဲ့ risk များတယ်ဒါပေမဲ့ကိုပေါင်းဝင်ရောနှလုံးတည်ရင်နဲ့ချိန်ပြီးတော့ပြန်ကြည့်ရရင်လုံး90ပေါင်းဝင်ရောဟာ ဖန်လီပဲနေရမယ်အနေထားမျိုးပါเนาะအဲ့တော့ဘီဘောကြီးအောင်မှာကျွန်တော်ဘီဘောလေးရပို့အဆင်ပြေမယ်ထင်တာကြောင့်ဒီဘက်လေးကျွန်တော်ဘန်လီဘော်ဒီပဲယူချင်တာပါတယ်ဘန်လီဘော်ဒီပါအဲ့တော့နောက်ဘွဲရလဲကျွန်တော်တို့ဆန်ဒါလန်ဘွဲလီပါဆန်ဒါလန်နဲ့ပရက်ဇန်တော့အမ်ပေါ့เนาะအဲ့တော့လရှိဆန်ဒါလန်အသင်းကရမ68မှန်နဲ့ဒါအဆင့်ဒါနှစ်တော့ရနိုင်ကြီးလေးတော့အနှင်းငယ်တော့ရှိသေးတယ်တင်ချကနန်းရအားဖြင့်အဲ့တော့လရှိဆန်ဒါလန်အသင်းရဲ့မကြိုက်တဲ့ချက်ကအင်ဂွင်းနယ်လီကန်ဆယ်ပေါက်တယ်အဲ့တော့တစ်ဖက်က President Owen ဟာအဝေးဝင်း တိုက်စစ်ညံ့နေခံစစ်ပေါက်တယ်ဆိုတော့အဲ personal အန်ကတော့ဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူးဒီနေ့သိရင်ပထမအကြော့ဆက်လာပိုင်းပြီးခဲ့တဲ့ GE ရ personal အန်အိမ်ကွင်းမှာပထမအကြော့တုန်းကဆန်နလန်အဝေးဝင်ကနေဒဲဂျီပြီးခဲ့ပြီးတော့ဇီးဇီးနဲ့ပွဲပြီးခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာဆန်နလန်ကအိမ်ကွင်းကနေ level တရာရှုံးပေးရမှာဖြစ်ပါတယ်အမှတ်လိုအပ်ချက်နဲ့အိမ်ကွင်းအားသာချက်ကြောင့် level 50ထပ်ပေါင်းမယ်ဆိုရင်တော့တကယ်တမ်းပေးတဲ့ GE ကတလုံး50ပေါင်းပေးရမှာဖြစ်ပါတယ်အဲ့တော့အခုတလုံး30ပေါင်းဆိုတော့ ကြီးရတော်တော်လေးမိုက်တယ်နောက်တစ်ချက်က2004ခုနှစ်ကစလို့လက်ရှိအချိန်ဒီမှာဆန်နလန်အင်ကွယ်သမားတချို့မှာတလုံး90ပေါင်ပေးခဲ့တဲ့ဝင်ရုပ်နှစ်ကြိမ်ပဲရှိပါတယ်တစ်ကြိမ်က2004ခုနှစ်ချန်ပီယံရှစ်မှာတလုံး90ပေါင်3-1နဲ့ဆန်နလန်အောင်ပါတယ်နောက်တစ်ကြိမ်ကပြီးခဲ့တဲ့ရာသီ2024ဒါအဲတလာပိုင်းတရက်နေမှာပြီးခဲ့တဲ့ကြီးတလုံး90ပေါင်ကို2စီးနဲ့အောင်ခဲ့ပါတယ်။ဂျန်နာရီက level 50ရှုံ3ချိန်နဲ့ level 100ရှုံပဲပြီးခဲ့တာဖြစ်တဲ့အတွက်အခုပြီးတဲ့ဝင်ရုပ်လည်းတလုံးကို ဒါ30ပေါင်ဆိုရဲ GE ကတော်တော်လေး fine ပါတယ်ဆန်နာလန်ကပေါ့နော်အဲ့တော့အဓိကပြဿနာကတော့ခန်းစစ်ပိုင်းပဲအဲ့တော့ဆန်နာလန်အသင်းကလက်ရှိနည်းနည်းလေးဂိုးပေါ်အများစုတွေ့ရတယ်နောက် Cardiff City အသင်းကိုတော့မှတလုံးတည်ပြီးတယ် Ha City ကိုလုံးတည်ပြီးခဲ့တဲ့အနေအထားမျိုးမှာတပတ်က present no end ကိုပေးတဲ့လုံး30ပေါင်ကဒါပေးတင်နေကြီးပဲလို့ယူဆတယ်နောက်တစ်ချက်ကလက်ရှိအဆင့်နဲ့ဖြစ်တဲ့ Sheffield United အိမ်ဝင်းမှာ Sheffield United အသင်းက present no end ကိုပေးခဲ့တဲ့ကြီးအောင်မှာဒါတလုံး90ပေါင် ဖြစ်ခဲ့ပါတယ်ဒါကို 1C နဲ့ Sheffield United အောင်ခဲ့တာကြောင့်လက်ရှိအဆင့်3ဘန်လီနေနဲ့ပြီးခဲ့တဲ့လက်ရှိပေးထားတဲ့ Brighton အသင်းကိုပေးတဲ့330ဘောင်းကတော့ဒါ ဟိုဆန္ဒလမ်းမဲ့နေတဲ့မှာလေနောက်တစ်ချက်ကတလုံး30ပေါင်း body ဝင်ရိုးကိုမှနှလုံး90ရှုံးနဲ့ပြန်ပိတ်ထားခြင်းအပြင်လေတဖက်က present on and ကိုရမယ့်အနေဒါမရှိပါဘူးเนาะဒါကြောင့်ဒီဘက်လေးတော့ကျွန်တော်ဖက်ဖက်ကသုံးသပ်ရအောင်เนาะဒီဘက်ကဆန္ဒလမ်းလေးမိုက်ပါတယ်ဆန္ဒလမ်း body ပဲကျွန်တော်ရွေးချယ်ထားပါတယ် okay အဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ရွေးချယ်မှုလေးတွေပြောပြပါမယ် brother တွေเนาะအသေးလေးလက်မှတ်လေးတစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါမယ် brother တွေကျေးဇူးများတင်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီနေ့ဒါ7ရက်3လ ဒါ2025အနေနဲ့ကျွန်တော်တကြောင်းတည်းသောပွဲအဖြစ်ယူချက်ထားတဲ့ပွဲ9ပွဲရှိပါတယ်။အဲဒီမှာ32ပွဲရှိပါတယ်။ PSG 9ပေါ်နဲ့ Sunderland Body ဖြစ်ပါတယ်။ဒါကဒီနေ့32ပွဲဖြစ်ပါတယ်။2စား2ပွဲရှိပါတယ်။ Burnley Body 2စားပွဲပါ Barcelona 9ပေါ်2စားပွဲပါ။ဒါကဒီနေ့2စားပွဲ2ပွဲပါ။အဲ့တော့ရိုးရိုးပွဲကတော့ Bayern Munich Body ဖြစ်ပါတယ်။ဒါကရိုးရိုးပွဲပါ။အဲ့တော့မောင်းထဲမှာပြန်ပြောရမယ်ဆိုရင်ဒီနေ့၄သင်းမောင်းကတော့ PSG 9ပေါ် Sunderland Body Burnley Body နဲ့ Barcelona 9ပေါ်ဖြစ်ပါတယ်။အားလုံးပဲ၄သင်းမောင်းဖြစ်ပါတယ်နော်။အဲ့တော့ခမ်းမနိုင်ကြပါသေးဘူး brother တွေနော်။ Good luck ပါဟလား။ တော့ဒီနေ့ကတော့ဒါဒီပွဲတွေပဲเนาะ channel ပွဲတွေကကျွန်တော်တိတ်မကြိုက်ဘူးရမေတာဘရောနဲ့ QPR မှာလေးလက်ရှိနေထားရလေမေတာဘောဟိုကြီးကနည်းနည်းလေးပြော့နေတဲ့အတွက်ကျွန်တော်အဲ့ပွဲတွေတော့ရှောင်လိုက်ပါเนาะအဓိကဒီနေ့လိုအပ်တဲ့အမှတ်လိုအပ်တဲ့နှစ်သင်းအနေနဲ့ပဲကျွန်တော်ဒါ championship မှာ Burnley နဲ့ Sunderland လေးပဲကြိုက်တဲ့အတွက်အဲ့နှစ်ပွဲပဲကျွန်တော်ရွေးချယ်တာပါတယ်အဲ့တော့ Champions League ကတော့အကုန်လုံးပြောပြပြီဆိုတော့ကျွန်တော် live လေးတော့ဒီမှာပဲရနာပြပါစေမနက်ပြန်တော့နည်းနည်းလေးစောစောလေးထက်လွှင့်ပြပါမယ်เนาะအဲ့တော့ငါးခွဲ6နိုင်လောက်ပဲ brother တို့စောင့်နေပါ okay အဲ့တော့ဒါဒီနေ့ကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတောက်ချင်းနေတယ်အများကြီးကျေးဇူးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေး 噼啪噼啪，滚了吧，吧。